ဒီနေ့ဘောနောနှုတ်ကပတ်တော်ယူထားတဲ့ဒီကောင်းစီထပ်မှပြီးတော့ပြောချင်တယ်စစ်မှန်သောလုံခြုံမှုဘောနော Okay စစ်မှန်သောလုံခြုံမှုဆိုတာကဘာလဲ Okay လုံခြုံမှုလို့ပြောတဲ့အခါမှာ Hebrew ရဲ့ Hebrew ဘောနောဒီ dictionary မှာကြည့်တဲ့အခါမှာဘယ်လိုပြောထားလဲဆိုရင်ခုံလုံးရခုံလုံးချင်းယုံကြည်ခြင်းမျောလင့်ခြင်းဆိုပြီးတော့ဒီသူရဲ့အဓိပ္ပာယ်ကိုတွေ့ရတယ်ဘောနောအဲ့တော့လုံးချုံတယ်လို့ပြောတဲ့ခါမှာကျွန်တော်တို့ဒီကမ္ဘာလောကကြီးထဲမှာမလုံးချုံတကယ့်လုံးဝကို ါခစ်ပြက်ကြီးပြောရင်လည်းမကောင်းတော့ဒါပေမဲ့ဖြစ်ပြက်နေတာပဲခစ်ပြက်နေတာပဲပေါ့နော်ဒါပေမဲ့မလုံခြုံတဲ့ဒီလိုကဘာမြေကြီးထိတ်မှာကျွန်တော်ကျမတို့လုံခြုံဖို့အတွက်မိမိရဲ့မိမိကိုယ်ကိုမိမိဘေးကင်းဖို့အတွက်ရှာဖွေနေကြတယ်အဲ့တော့ဘလို့ဘလို့မျိုးကနေလဲဥပမာပေါ့နော်ဒီမှာတော့တိတ်လို့မတွေ့ရအောင်ဒါပေမဲ့ရန်ကုန်မြို့မှာအများပိုင်းတွေ့ရတယ်ရန်ကုန်မြို့မှာဘလို့တွေ့ရလဲနည်းနည်းတော့ကိုယ့်ရဲ့အိမ်ဆောက်ပြီးဆောက်ပြီးဆိုရင် နှစ်ထပ်အိမ်ဆောက်တယ်ထားလိုက်တော့အဲ့ဆိုရင်ဘေးနားမှာနံရံတွေနဲ့ကာထားကြတယ်အဲ့ဒီနံရံရဲ့အပေါ်မှာဘာကာထားလဲဆိုရင်စူးညောက်လေးတွေဒီတန်ဆူးချိုးလေးတွေပေါ့နော်ဝိုင်းပြီးတော့ကာထားတယ်တချို့တွေဆိုရင်ဘလို့ကာထားတယ်ပလင်းကွဲတွေနဲ့ကာထားလည်းရှိတယ်ဒါဘာလို့လဲကို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 မိမိလုံချိုဖို့တက်တခွင်းရံဓမြရံကနေပြီးတော့ကာဝေဖို့ပေါ့နော်ဒီလိုလှုပ်ထလှုပ်လေးရှိကြတယ်အဲ့တော့နိုင်ငံနေနဲ့ကြည့်မယ်โอเคနိုင်ငံနေနဲ့ကြည့်မယ်ဆိုနေ တဏ္ဍာငံနဲ့တဏ္ဍာငံဘာလို့နေကြလဲတိုက်ပွဲတွေဖြစ်နေကြတယ်စစ်ပွဲတွေဖြစ်နေကြတယ်အဲ့တော့တဏ္ဍာငံနဲ့တဏ္ဍာငံနျူကလ িয়ার ဘုံတွေပေါ့နော်အလုံးတီးတဲ့အချိန်ပဲတီထွင်နေကြတယ်ဒါဘာလို့ဖို့လဲကိုယ့်ရဲ့နိုင်ငံလုံခြုံဖို့ကိုယ့်ကိုယ်ကိုယ်ကိုလုံခြုံဖို့မိမိရဲ့မိသားစုလုံခြုံဖို့အတွက်လုပ်နေကြတယ်တချို့တွေဆိုရင်အာနာပုံမှာမိခိုအကူတက်ကြတယ်လုံခြုံမှုရှာကြတယ်တချို့တွေဆိုရင်နိပညာတွေပုံမှာအကူတက်ကြတယ်မိခိုချင်းတွေရှာကြတယ် အဲ့တော့တချို့အာနာလို့ပြောတဲ့ခါမှာအာနာပုံမှာပေါ့နော်။အော်ငါဒီလူကိုချင်းကထားမှဒီလူကငါအော်မိခိုထားမှပဲ။ဒီလိုမျိုးတွေပေါ့နော်။ကိုကြီးဘေးကင်းဖို့အတွက်ရှာနေကြတယ်။ဒါမကောင်းဘူးလား။ကောင်းတယ်။ဒါပေမဲ့ကျွန်တော်ညီမတို့ပေါ့နော်။ဒီတစ်ဖက်မှာဝိညာဉ်ပိုင်းမှာသဝရလုံချို့ဖို့အတွက်ကောအရေးမကြီးဘူးလား။အင်မတမအရေးကြီးတယ်နော်။ရုပ်ပိုင်းဆိုင်ရာဒီ physical ပိုင်းမှာ အရေးကြီးတယ်ဒါပေမဲ့အဲ့ဒီအရာထက်အရေးကြီးတာကကျွန်တော်တို့မတို့ရဲ့ဝိညာဉ်ပိုင်းလုံခြုံမှု လုံခြုံဖို့တာဝရလုံခြုံဖို့တက်ကိုအမတမအရေးအရေးကြီးပါတယ်အဲ့တော့ဒီနေ့ကျွန်မဘောနော်ခွားပေးချင်တာနှစ်ပိုင်းနှစ်ပိုင်းခွဲပြီးတော့ခွားပေးချင်တယ် Old Testament နဲ့ New Testament Okay Old Testament မှာရောဘယ်လိုပြောလဲဒီလုံခြုံမှုနဲ့ပတ်သက်ပြီးတော့ရောဘယ်လိုပြောထားလဲ New Testament မှာရောလုံခြုံမှုနဲ့ပတ်သက်ပြီးတော့ဘယ်လိုပြောထားလဲအဲ့တော့ ဒီ old testament မှာအဲတမဟောင်းကလာမှာဘောနော်ဒီလုံခြုံမှုနဲ့ပတ်သက်ပြီးတော့ဘယ်လိုပြောထားလဲဆိုရင်နံပါတ်1တစ်ချက်အနေနဲ့ခွာပြချင်တယ်ဘုရားရဲ့စကားတော်ထိမှာလုံခြုံမှုရှိပါတယ်အဲ့တော့တနည်းအားဖြင့်ပြောချင်တာဘုရားရဲ့စကားကလုံခြုံမှုပေးစေတယ်ဆိုပြီးတော့ခွာပြချင်တယ်တမဟောင်းကလာမှာဒါဖြစ်ပါတယ် okay ဝတ်ပြုရချက်အခန်းကြီး25အငယ်78 79ဝုတ်ပြရချမ်းအခန်းကြီး25အငယ်78 79 18ကနေပြီးတော့19သင်တို့ဒီငါစင်ဓုံးဖွဲချက်တို့ကိုကြံ့ဆောင်နေဒိုပီနိုင်ဘေးလွတ်လျက်နေရကြလိမ့်မည်မြေဒီလဲမိမိအဒီအနံကိုပေးတဲ့ဖြင့်သင်တို့ဒီဝါစွာစား၍ဘေးလွတ်လျက်နေရကြလိမ့်မည်ခေဒီမှာပြောထားတယ်ကငါရဲ့စင်ရင်ဓုံးဖွဲချက်โอเคနာခံတယ်လို့ပြောတဲ့ခါမှာဘုရားရဲ့စကားတော်ကိုနာခံတယ်လို့ပြောတဲ့ခါမှာဘုရားကဘယ်လိုပြောလဲငါရဲ့ပညာတော်ငါရဲ့စီရင်ဓုံးဖွဲချက်တွေကိုနာခံလို့ရှိရင်တင်းဆောက်လို့ရှိရင်တင်ကဘယ်လိုမျိုးလဲ ဘေးလွတ်လျက်နေရမယ်ဘေးလွတ်လျက်နေရမှာတင်တာမကဘူးကိုရဲ့ဝမ်းစာဖို့အတွက်လဲဝါစွာစားရလိမ့်မယ်လို့ပြောထားတယ် okay အဆိုရင်ဒီနောက်ထပ်အကြောင်းကဝုပြွရာချမ်းအခန်းကြီး26အငယ်35တရားဟောရာချမ်းအခန်းကြီး7အငယ်30တိမှာလဲထိုနည်းတူပဲဒီလိုပြောထားချင်းတွေ့ရတယ်အဲ့တော့တာရကတခုဘုံတော့ဒီ pass over ဒီထမြရာချမ်းအခန်းကြီး7တိမှာတွေ့ရတယ်အဲ့ဒီမှာဘယ်လိုတွေ့ရလဲဆိုရင်ဘုရားတခင်က မိုးရှင်နဲ့အေရွန်ကိုဘယ်လိုပြောလဲဆိုရင်အော်ဣသရေလလူမျိုးတွေကို တွားပြီးတော့ဗောနော်အဲငါပြောတဲ့အတိုင်းငါမိတ်တော်မူတဲ့ဟာကိုတားပြောပါဘယ်လိုပြောခိုင်းတယ်ဒီစနစ်ထိမှပါတယ်အတူချုံးမေးပြောလိုက်တော့ဗောနော်ဘလို့ပြောထားဆိုရင်တိုးတငေတကောင်စီယူပြီးတော့အိမီတာစုတမီတာစုဒိုင်းကအဲ့ဒီတိုးတငေရဲ့အသွေးကိုတကားဝမှာလိမ့်ထားပါတုတ်လိမ့်ထားပါလို့ပြောတယ်အဲ့တော့တချို့တွေတွေက ဒီကောင်းကင်တမန်ရောက်လာတဲ့ခါမှာဘယ်လိုလုပ်လဲအဲ့ဒီတိုးတငယ်ရဲ့အတွေးကိုတွန်းထားတဲ့တုတ်ထားတဲ့ဒီတကားအပေါ်မှာဆိုရင်အင်းချေကတွေးလို့ရှင်သူကကြော်သွားတယ်အဲ့တော့တုံလင်းထားချင်းမတွေးတဲ့နေရာမှာအဲ့ဒီကောင်းကင်တမန်ကဝင်ပြတော့ဘယ်လိုလဲဖြတ်စည်းတယ်တက်ဖြတ်တယ်အကုန်လုံးရှိတမြောက်အကုန်လုံးဖြတ်စည်းတယ်ဒါပါဘာဘာတွေ့ရဆိုဘုရားရဲ့စကားကိုနာခံတဲ့လှောက်လျှောက်တဲ့ကောင်မှလူငယ်ချမ်းသာခွင့်ရတယ်ဆိုတဲ့ အဲချက်ကိုခွာပေးချင်တာဖြစ်တယ်အဲ့တော့ဗျာရဲ့နာခံခြင်းမရှိတဲ့သူကဘယ်လိုဖြစ်သွားလဲဘယ်လိုရမယ့်နေနေတတအဆုံးစီရင်သွားကြပါတော့အကုန်လုံးအသက်မရှိတော့ဘူးပေါ့နော်ဒီလိုမျိုးဖြစ်သွားတယ်ဒါကဗျာရက်ဆက်တယ်လို့ပြောလားโอเคဒါကြည့်ဒါပြောရမယ်ဆိုရင်တော့ဘုရားကတန်ခတ်တဲ့ဘုရားဖြစ်တယ်ဘုရားက punish ပေးတဲ့ဘုရားဖြစ်တယ်ဘောနော်ဒီအကြောင်းအရာကိုဒီ teacher အဖြစ်တင်လိုက်တယ်โอเคနောမီရဲ့နောမီနဲ့ရူရဲ့အသက်တာကိုလေကြည့်တဲ့ခါမှာ နောမီရဲ့စကားကိုတသွေးမသိရုကနားထောင်တယ်နားထောင်တော့ရုခိုင်းတဲ့အတိုင်းသွားတယ်လှုပ်တယ်လောရခါမှာနောက်ဆုံးဘောဇတထေတာဘောဇဘက်လင်မြို့သားဘုန်းတော်ဒီဘောဇရဲ့ဘောဇနဲ့ထိမ်းမြချင်းကိုခံရတယ်အဲ့တော့ဒီမှာကြည့်ချင်းအပြည့်ပါတွေ့ရဆိုကျွန်တော်ကျမတို့ရဲ့ဒီ church community မှာလေးပဲဘောနော်အရင်အရေးကြီးတယ်ဒီ senior meeting ကြီးတွေပြောတဲ့ဟာတွေစုံစုံမပေးတဲ့ဟာတွေဘောနော် junior မျိုးသမီးလေးတွေကနာခံတတ်တဲ့နှလုံးသားရှိဖို့လွယ်တယ်ခံယူတတ်တဲ့အဲသူဖြစ်ဖို့လွယ်တယ်ဘောနော် ဒါကြောင့်ကျွန်တော်ကျမတို့လည်းထိုကိတို့အာရူတာကိတို့လိုပဲကျွန်တော်ကျမတို့ရဲ့အထက်ကလူတွေပြောတဲ့ခါမှာကျွန်တော်ကျမနာခံလိုက်တဲ့ခါမှာရူတာကိတို့နောက်ဆုံးမှာချမ်းသာရတဲ့အခွင့်အဲအမတမပျော်ရှင်စရာကောင်းလာတဲ့ဒီဘဝတက်တာကိုရရှိသွားတာဖြစ်ပါတယ်။ဒါကတမဟောက်ခေပေါ်တော့ဒီတမဟောင်းခေတ္တမှာဘုရားရဲ့စကားတော်ထင်းမှာဗာရှိတဲ့လုံခြုံမှုရှိတယ်။ Okay နာမခံတဲ့တူဒီနှစ်ချက် တမဟောင်းကာလအထိမှာတမဟောင်းထင်းမှာပဲနှစ်ချက်အနေနဲ့ခွာပြီးချင်တာကနာခံခြင်းမရှိတဲ့သူကဘယ်လိုဖြစ်သွားလဲခုနလည်းနည်းနည်းပြောထားရပါတော့။ကဲဝုပြရာချမ်းခန်းကြီး26အညီ14ထိမှာတွေ့ရတဲ့နာမခံချင်းကြောင့်ဘုရားရဲ့စကားတော်ပြည့်ညတ်တော်ကိုမဆောက်ရှောက်တဲ့သူကဘယ်လိုဖြစ်သွားလဲဆိုရရအကုန်လုံးရှိတယ်ဘုနော်အဲ့တော့မှာအဲ့ပြီးတော့ထွန်းမြရာချမ်းခန်းကြီး38အညီ28မှာရောကြည့်တဲ့ခါမှာ ဲ့ဒီမှာမိုးဆက်မိုးဆက်ရဲ့အကြောင်းမတော်မိုးဆက်ကဆိုင်းနာမှာဆိုင်းနာတောင်မှာသွားပြီးတော့ပင်းရတော်10 commandments ကိုတွားယူနေတဲ့ခါမှာဒီအောက်မှာကဘယ်လိုဖြစ်နေကြလဲအဲငါတို့ရဲ့ငါတို့ကိုဥဆောင်မိသူမရှိတော့ဘူးငါတို့ဘယ်လိုလုပ်ကြမလဲငါတို့ငါတို့ဟာငါတို့လုပ်ရကြောင်းဥဆောင်ကြရတော့မယ်ဆိုမှသူတို့စီကနေပြီးတော့နတ်တောင်းယူလာတဲ့အရာတွေအားလုံးကိုရုတ်တုစင်တုနွားရုတ်တုပေါ့နော်လုပ်ပြီးတော့ထူပြီးတော့ကိုးကွယ်နေကြတယ် ကခုံပြီးတော့လုံနေကြတယ်ဒါနဲ့ဘုရားကဘယ်လိုပြောလဲဒီမှာနင့်ရဲ့လူတွေကမိုးရှေအမြန်သွားမှာမင်းရဲ့လူတွေကဖောက်ပြန်နေကြပြီဘုရားကတော်တော်လေးကို jealous ဖြစ်တဲ့ဘုရားမနာလိုဝန်တိုတဲ့ဘုရားဖြစ်တယ်တရားယောက်ကြီးချမ်းငါမတပါဘေးသူ့ကမမကိုကိုွယ်နဲ့ဆိုမှပြောထားတယ်ဒါပေမဲ့ဘယ်လိုဖြစ်သွားကြလဲအောက်မှာကိုကိုွယ်လိုက်တဲ့ကြောင့်မို့ရုတ်တုဆင်းတုဘုရားအရင်အမတမမုန်းတဲ့မကြိုက်တဲ့အရာကိုပြုလို့လိုက်ချင်းကြောင့်မို့သူတို့ဘယ်လိုလုပ်သွားတယ်လူ၃ထောင်လောက်ကအသက်ဆုံးရှုံးသွားတယ် ဒါမခံချင်းကြောင့်ဘုရားကတန်ခတ်ပြီးတယ်တန်ခတ်တာဖြစ်တယ်ဘုနော်အဲ့တော့ king soul ကိုလည်း soul ကိုလည်းជីជីတဲ့ခါမှာရှုံးလို့ပြင်ဘုနော်သူ့ကိုလည်းជីជីတဲ့ခါမှာဘယ်လိုလဲဓမ္မရာဇဝင်ဗတ္တမဆဆောင်ခန်းကြီး15အငယ်3ထင်းမှာဘယ်လိုပြောထားလဲဘုရားကအာမလတ်လူမျိုးတွေကိုတတ်ခတ်ခိုင်းတယ်အကုန်အပြက်ပျက်စီးခိုင်းတယ်ဒါပေမဲ့သူကဘယ်လိုဖြစ်သွားလဲသူ့ရဲ့စိတ်ထင်းမှာဟိုတငယ်လေး ကြည့်လိုက်လို့ရှိရင်အရန်ကမှနစ်သက်ဖွယ်ကောင်းတယ်ပေါ့နော်အရန်ကမှနစ်သက်ဖွယ်ကောင်းလာတဲ့အကြောင်းမို့ तू ကနှမျောတက်မိမှသူ့ကိုတက်မှာကိုနှမျောတယ် तू ကဒါမဲ့ तू ကနောက်ဆုံးမှဘယ်လိုယူတာသူ့ရဲ့နန်းဆောင်ကိုယူလာခဲ့တယ်သူ့ရဲ့တိုင်းပြည်မှာယူခေါ်ဆောင်လာခဲ့တာဟိုဖះဘယ်လိုလုပ်လဲငါရဲ့စကားကိုနားမထောင်တဲ့အကြောင်းမို့သူ့ကိုထီးနန်းကနေပြီးတော့နန်းချလိုက်တယ်ပေါ့ပေါ့နော်သူ့ရဲ့ဘယင်နေရာကနေပြီးတော့ညင်းပေချင်းခံရတယ်အဲ့ဓမ္မရာဇဝင်ပထမဆက်ဆောင်ခကြီး53အဲ့အောက်ကနေဖက်တိတ်ကမှတွေးရတယ် ဒါကြောင့်ဒီတမဟောင်းကာလမှာပြောတဲ့ခါမှာဒီငါတို့ကထင်တတ်ပါအော်အဆိုရင်ရုပ်ပိုင်းဆိုင်အောင်ပဲပြောတာလားမဟုတ်ဘူးနော်97ချိန်မြောက်တော့ဆန်လန်တင်းမှာကိုယ်လုံးဖက်ချိတဲ့ခါမှာလည်းဘယ်လိုပြောထားငါတို့ရဲ့ရုပ်ပိုင်းဆိုင်ရာရောဝိညာဉ်ပိုင်းဆိုင်ရာရောပြောထားခြင်းဖြစ်တယ်ဒါပေမဲ့အထူးတလေဖော်ပြထားတာကကျွန်တော်ကျမတို့ရဲ့ရုပ်ပိုင်းဆိုင်ရာကအဲဖော်ပြထားတာတွေ့ရတယ်ဗျနော်ပို့ပြီးတော့ဖော်ပြထားတာလေးပေးဖော်ပြထားတာโอเคဒါကဒီ Old Testament ထဲကဗျနော် နှစ်ချက်နေနဲ့ခွာပေးသွားတာ okay အခုဒီ new testament မှာပြန်သွားမယ်တမသစ်ကာလရောက်တဲ့ခါမှာသခင်ယေရှုကဘယ်လိုပြောတာဒါ right တော့ကိုယ့်ရဲ့ရုပ်ပိုင်းဆိုင်ရာ physical ဘာမှမရလုံခြုံဖို့တက်ကိုဒါ right တော့ဖော်ပြထားတာတော့မရှိဘူးဒါပေမဲ့လေကျွန်တော်ညီမတို့စိတ်ရဒုက္ခတွေကြုံလာတဲ့ခါမှာအကာအကွယ်ခုခံကာကွယ်ဖို့အတွက်ဘုနော်ဖော်ပြထားတယ်ဒါပေမဲ့ ပို့ပြီးတော့ပေါ်ပြထားတဲ့အရာလေးပေးပေါ်ပြထားတဲ့အကကျွန်တော်ကျမတို့ကဘယ်နော်ကိုကိုကိုမိမိကိုကိုမိမိကာကွယ်နိုင်ဖို့ခုခံအားကိုနိုင်ဖို့ထက်ဖះကိုပို့ပြီးတော့အာကူတက်တက်အောင်ဖះကိုအာကူပို့ပြီးတော့ကိုစားတက်ဖို့လွတ်အပ်တဲ့အကြောင်းကိုပေါ်ပြထားတယ်ဖះကပြောမစလစ်လီရှုထားတာမဟုတ်ဘူးရုပ်ပိုင်းဆိုင်အောင်မလဲလစ်လီရှုထားတာမဟုတ်လုကာရှင်လုကာခန်းကြီး20နှစ်အငယ်36မှာရှင်လုကာခန်းကြီး <laughs> 20နှစ်အငယ်36မှာဘယ်လိုပြောထားလဲအဲ့ဒီမှာသခင်ယေရှုကဘယ်တော့သူ့ရဲ့တပည့်တော်တွေကို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 ကာကွယ်ဖို့အတွက်ကာကွယ်နိုင်ဖို့ဒါကိုဆောင်ထားခြင်းအကြောင်းကိုဖော်ပြတယ်ပြောထားတယ်ဒါကြောင့်မို့လိလူမရှုထားဘူးလို့ပြောချင်တာဘုရားကကိုယ့်ရဲ့ရုပ်ပိုင်းဆိုင်ရာမှာကာကွယ်ဖို့တဲ့ရောလိလူမရှုထားခိုင်းဘူးလိလူမရှုဘူးဘောနော်ဒါဒီတမတမတစ်ချမ်းထိမှာနံပါတ်1တစ်ချက်နေနဲ့ခွာပေးချင်တာက ဝိညာဉ်ပိုင်းဆိုင်ရာမှာရုပ်ပိုင်းဆိုင်ရာထဲဘနော်ကိုယ့်ရဲ့ဝိညာဉ်ပိုင်းဆိုင်ရာကအင်မတမအရေးအရေးကြီးတယ်ဆိုတဲ့အချက်ကိုနပတိတစ်ချက်နေနဲ့ထားပြီးတော့ခွာပေးချင်ပါတယ်ဂျလုကာခန်းကြီးကိုအငယ်25ရှင်လုကာအခန်းကြီးကိုအငယ်25အမှတစ်ချက်ဖတ်ကြည့်အောင်ဘနော် ရှင်လူကာခန်းကြီးကိုအငယ်25အင်းဆက်ကြဝနာကိုအကျွင်းမဲ့အစိုးရ၍မိမိကိုယ်ကိုဆုံးရှုံးလို့တူတည်အဘေဂျေဇုရှိတနီမဿဲခန်းကြီး16အငယ်26တိုင်းသေးမှလည်းထုံနေတူပါပဲဒီကြက်ချက်ပါပဲဗောနောဖော်ပြထားတာဒါကြောင့်ဒီမှာဒီနိုင်ငံကိုဥပမာစစ်တိုက်ကြတယ်စစ်တိုက်ပြီးတော့တစ်ဖက်နဲ့တစ်ဖက်စစ်တိုက်ပြီးတော့တစ်ဖက်ကနိုင်သွားတယ်โอเคနိုင်သွားတယ်နိုင်သွားပြီးတော့သူကသူ့ရဲ့ဝိညာဉ်ကတော့ဝိညာဉ်ပိုင်းမှာသူဆုံးရှုံးသွားတယ် ထာဝရတမယဘောနော်ထာဝရလုံခြုံမှုမရှိဘူးသူရဲ့ဝိညာဉ်ကဒါပေမဲ့ तू ဆုံရှုံသွားတယ်အဲ့တော့သင်ကဒီလောကကြီးထဲမှာဘလောက်ပဲအောင်မီနေတီဖြစ်ပါစေပတ်စံဘလောက်ပဲစီးဆင်ဥစ္စာကျေဝနေတီဖြစ်ပါစေဘလောက်ပဲနိပညာတိုးတက်နေတီဖြစ်ပါစေဘောနော်သင်ကဘလို့ဖြစ်သွားလဲသင်ရဲ့ဝိညာဉ်ဆုံရှုံသွားလို့ရှိရင်ဘာကြီးစုရှိတယ်လဲဘာဥစ္စာနဲ့ရွေးဝေနိုင်လို့လဲဒီသင်ရဲ့ဝိညာဉ်မဆုံရှုံဖို့ကဘာဥစ္စာနဲ့ရွေးဝေနိုင်မှာလဲဘောနော် ဥစ္စာပစ္စည်းနဲ့ရွေးဝေနိုင်လားရွေးရွေးဝေနိုင်ပါဘူးကျွန်တော်ကျမတို့ရဲ့ဝိညာဉ်ဓာဝရလုံခြုံမှုရှိဖို့တောင်းဥစ္စာပစ္စည်းနဲ့ရွေးဝေလို့မရအောင်ပတ်စံနဲ့ဝေလို့မရအောင်ဒီမှာဝိညာဉ်ပိုင်းကပို့ပြီးတော့အင်မတန်မှအရေးအကြီးတယ်ဆိုတဲ့အကြောင်းအရာကိုဖော်ပြထားခြင်းဖြစ်ပါတယ်ဘယ်တော့အဲ့တော့ဒီနောက်တစ်ချက်ဘယ်တော့ကျွန်တော်ကျမတို့ဒီ new testament မှာသခင်ယေရှုနဲ့သူ့ရဲ့တပည့်တော်တွေအများပိုင်းပြောပြောထားကြတဲ့အရာရှိတယ်။ကေတင်ချက်အကြောင်းအများကြီး ပြောပြတယ်ပေါ့နော်ပြောထားတဲ့အရာလည်းရှိတယ်အဲ့တော့နံပါတ်1သမတက်ကာလထိမှာပဲနံပါတ်1တစ်ချက်နေနဲ့ခွာပေးချင်တာကကိုယ့်ရဲ့ဝိညာဉ်ရေးရလုံခြုံမှုကိုထာဝရရဖို့ထာဝရရလုံခြုံမှုကိုရရှိဖို့အတွက်ဘေးမှာတွေ့ရမှာလဲဘာနဲ့ဘာနဲ့ထာဝရရရှိလုံခြုံဖို့ရရှိမှာလဲပေါ့နော်ဘာနဲ့လို့ရင်ဘာထာဝရရရှိမှာလဲထာဝရလုံခြုံမှုကိုโอเคရှင်ရောင်းအခန်းကြီး3အငယ်16ထိမှာ ရှင်ရောင်းအခန်းကြီး7တော့အခန်းကြီး3အငယ်16နေမှာရှင်ရောင်းဟန်အခန်းကြီး3အငယ်16ရှင်ရောင်းအခန်းကြီး3အငယ်16 လောကီသားတို့အားအပြစ်စီရင်ခြင်းကဖျားတခေတီတားတော်ကိုအင်လောကတို့ဆေလွတ်တော်မူဒီမဟုတ်လောကီသားတို့ဒီကိုရောအပြစ်ကယ်တဲ့ခြင်းတို့ရောက်မြင်အကြောင်းဆေလွတ်တော်မူ၏ကဲဒီမှာပြောထားတာကကျွန်တော်ဂျမတို့ရဲ့သာဝရရဖို့ကေတင်ချင်းရဖို့တပ်ဖို့ဘနောသာဝရလုံချုံမရဖို့တဘာဘာလဲဆိုရင်ဘာကအဲဖះကဒီမှာကျွန်တော်ကျမတို့ဇေလွတ်ပေးတာက ်လောကီသားတို့အားကိုရောအဖြစ်ကေတင်ခြင်းသခင်ယေရှုအဖြစ်ကေတင်ခြင်းရဖို့အတွက်ကိုဆေလွတ်ထားတာဖြစ်ပါတယ်ဆိုပြီးတော့ပြောထားတယ်ဒီမှာသူ့ရဲ့ဂျမ်းတွေကိုခြုံကြည့်ခြုံပြီးတော့ကြည့်လို့ရှိရင်ကျွန်တော်ကျမတို့ကဘယ်တော့သာဝရလုံခြုံဖို့ရရှိဖို့အတွက်ကိုသခင်ယေရှုခရစ်တော်ကကျွန်တော်ကျမတို့အပြည့်အသက်လောကကားတိုင်းမှာသွေးသွင်းပေးတဲ့ဒီအသွေးတော်ပေါ်မှာယုံကြည်ခြင်းပဲဖြစ်ပါတယ်အဲ့တော့ခုနကလုံခြုံမှုဆိုတဲ့သူ့ရဲ့ Hebrew Dictionary မှာကြည့်တဲ့အခါမှာ ယုံကြည်ခြင်းခုံလုံခြင်းမျော်လင့်ခြင်းဆိုမှသူရဲ့အသိပဲရှိတာဖြစ်ပါတယ်ဒါကြောင့်မို့ဒီအရာကိုကြည်ချင်းအဖြစ်ကျွန်တော်ကျမတို့ကပါတော့ကျွန်တော်ကျမတို့ရဲ့အဲတာဝရဘုရားနဲ့ဆံမြန်းဖို့ဘုရားနဲ့ကဲတာဝရကေတင်ချင်းရပြီဆိုရင်ကျွန်တော်ကျမတို့ကဘဒုကမတဲ့ကိုလာပြီးတော့တိုက်ခိုက်မဲ့သူလည်းမရှိဘူးဟုတ်တယ်နော်လုံချတကက်ထာဝရဘုရားနဲ့အတူရှိနေတာအဲ့တော့ဘဒုကလာပြီးတော့လာဆွေးရင်းပါလေဟုတ်တယ်နော်ဒါက ဖျားကိုဖျားနဲ့အတူဆံမြတ်ဖို့တကယ်ထဝရလုံးချုံတဲ့နေရာမှာရောက်ရှိဖို့အတွက်ကကျွန်တော်ညီမတို့ကသခင်ယေရှုခရစ်တော်ရဲ့အတွေးတော်ပေါ်မှာကျွန်တော်ညီမတို့ယုံကြည်ခြင်းပဲဖြစ်ပါတယ်။ Okay ယုံကြည်ခြင်းအားဖြင့်ဘယ်တော့ဂျေဇူးတော်ကြောင့်မို့ကျွန်တော်ညီမတို့ကကယ်တင်ခြင်းကိုရရှိတာဖြစ်ပါတယ်။ Okay နောက်ဆိုကယ်တင်ခြင်းနဲ့လုံချုံမှုကဘာဆိုင်ပါလဲ။တွေးကောင်းသိမိနေပါလိမ့်မယ်။ ဒါပေမဲ့ခုနကလုံခြုံမှုဆိုတဲ့သူရဲ့အဓိပ္ပာယ်လုံးဝ Hebrew dictionary ထဲမှာကြည့်တဲ့အခါမှာလုံခြုံမှုဆိုတဲ့အဓိပ္ပာယ်ကယုံကြည်ခြင်းပဲဖြစ်ပါတယ်။အဲ့တော့ယုံကြည်ခြင်းဆိုတဲ့ဒီအရာကကျွန်တော်ကျမတို့ကသခင်ယေရှုခရစ်တော်ရဲ့အတွေးတော်ပေါ်မှာကျွန်တော်ကျမတို့ယုံကြည်ခြင်းယုံကြည်ခြင်းအဖြစ်ဂျေဇုတို့ကြောင့်မကျွန်တော်ကျမတို့ကယ်တင်ခြင်းရတယ်။ Okay အဲ့ဆိုရင်ဒီလောကမှာရောဒီရုပ်ပိုင်းဆိုင်ရာမှာရောဒုက္ခဆင်းရဲတွေမရှိတော့ဘူးလား။ကြုံမှာဖြစ်ပါတယ်ကြုံရမှာပါ ဒီလောကမှာအသက်ရှင်နေသေးတဲ့ရေကာလဘလုံကတင်ကဒုက္ခဆင်းရဲတွေကြုံရမှာဖြစ်ပါတယ်။ရှင်ရောင်းရအခန်းကြီး16အငယ်33ထိမှာပြောပြထားတယ်။ရှင်ရောင်းရအခန်းကြီး16အငယ်33 ရှေယောဟန်ခန်းကြီး16အငယ်33ထဲမှာဘလို့ပေါ်ပြထားတယ်။သင်တို့ဒီငါကိုအမိပြု၍ငြိတ်တက်ခြင်းရှိစေခြင်းကအင်စကားကိုငါဟောပြောပြီ။သင်တို့ဒီလောက၌စင်းရဲဒုက္ခကိုခံရကြလိမ့်မည်။တို့တော်လည်းမစိုးရိမ်ကြနှင့်။ငါဒီလောကကိုအောင်ပြီးဟိုမိတ်တုံမူတည်း။ Okay ဒီမှာကဘလို့လောက်ထားလိမ့်စေ။ကျွန်တော်ကျမတို့ကဒီလောကမှာတက်ရှင်နေတဲ့တည်းရဲ့ကာလပတ်လုံးသင်ကဒုက္ခတွေခံစားရမယ်။စင်းရဲဒုက္ခတွေခံစားရလိမ့်မယ်။ဒါပေမဲ့လည်း သင်ကိုမကြောင်းနဲ့မစိုးရင်နဲ့လို့ပြောထားတာဖြစ်ပါတယ်။ Okay ရုပ်ပိုင်းဆိုင်ရာမှာရောဘုရားကမကွေမကွေကြဘူးလား။ကွေကြတယ် give site ပေးတယ်။သင်ကိုမစိုးရင်နဲ့လို့ပြောထားတယ်ဘုနော်။နောက်တစ်ချမ်းမှာရှင်ရောအခန်းကြီး၁၄အငယ်၂၈ထိမှာဘယ်လိုပြောထားလဲဆိုရင်ငါရဲ့ငြိမ်တက်ခြင်းကတင်တို့တင်တို့စီမှာထားခဲ့ပြီ။အဲကြောင့်မို့တင်တို့ကစိုးရင်တော့လှုပ်ခြင်းမရှိစေနဲ့။ စိတ်တုံလုံးခြောက်ခြားခြင်းမရှိစေနဲ့ဆိုပြီးတော့ပြောထားခြင်းဖြစ်ပါတယ်ရှင်ရောင်းအခန်းကြီး၁၄အငယ်၂၈ထဲမှာဒါကြောင့်မို့ကျွန်တော်ကျမတို့ကစိုးရိမ်နေဖို့မဟုတ်ကြောက်ရွံ့နေဖို့မဟုတ်ဘုနော်ဘုရားကိုဒါအမိအမိပြုတ်ပြီးတော့အမိတဟဲပြုတ်ကိုးစားပြီးတော့ဘုရားနဲ့အတူတော်ရှင်ကျွန်တော်ကျမတို့ဘလောက်ပဲဆင်းရဲဒုက္ခတွေကြုံလာခဲ့တည်ရှိပါစေကျွန်တော်ကျမတို့ကကျွန်တော်ကျမတို့ကိုးကွယ်နေတဲ့ဘုရားဒီလောကကိုအောင်တော်သူဖြစ်တဲ့ဒီလောကကိုနိုင်တော်သူ ဖျားဖြစ်ပါတယ်။ဒါကြောင့်မို့လို့ကျွန်တော်ကျမတို့စိုးရင်ချင်းတုံလုံးချင်းမရှိစေဖို့တောက်ကိုခွာပေးချင်ပါတယ်။အဲ့တော့ဒီနေ့ဒီမှာဘောနော်ကျွန်တော်ကျမတို့ကြောင်ရမယ့်သူကတော့ရှိတယ်။ဘဒုကိုကြောင်ရမယ့်ရှမသေးခန်းကြီး30အငယ်28ထိမှာခန္ဓာရောစိတ်ရောဝိညာဉ်ရောတစ်ခုလုံးကိုငရေကိုပို့ဆောင်နိုင်တဲ့သူကိုတော့တင်ကြောက်ရမယ်။ဒါပေမဲ့ တင်းရဲ့ခန္ဓာကိုတော့ဖျက်ဆီးနိုင်တယ်တင်းရဲ့စိတ်ဝိညာဉ်ကိုမဖျက်ဆီးနိုင်တဲ့သူကိုတင်ကြောက်ရမလို့ဘူးဆိုပြီးတော့ရှမသေးခန်းကြီး30အငယ်28ထိမှဆက်လက်ပြီးတော့ပေါ်ပြထားတာတွေ့ရတယ်အဲ့တော့ကျွန်တော်ကျွန်တော်တို့တတိယရရပေါ့နော်ကျွန်တော်ကျွန်တော်တို့အဲနေ့ရက်စနိုင်မှာပေါ့နော်ဖျားနေအတူတွားချင်းအဖြစ်ဖျားနေဒီအဲဖျားကိုကူစားချင်းအဖြစ်ဖျားနေအတူတူရှောက်လန်းချင်းအဖြစ်ပေါ့နော်ကျွန်တော်ကျွန်တော်တို့ဒီနေ့ရက် ဒီဒီလိုမလုံခြုံတဲ့ကာလမှာကျွန်တော်ညီမတို့ဖခင်နဲ့သူတွားဖို့ရင်ရည်ကြီးတယ်ဆိုပြီးတော့ခွန်အပေးချင်ပါတယ်အဲ့တော့ဒီမှာဘောနော်ရုပ်ပိုင်းဆိုင်ရာမှာရောပြန်ပြောပြန်ဘောနော်ရုပ်ပိုင်းဆိုင်မှာရောတင်တင်ကတင်ကဥပမာအောင်မြင်နေတဲ့သူဖြစ်နေပြီစေစည်းစိမ်ကြေဝနေတဲ့သူဖြစ်နေပြီစေနိပညာလောက်ပဲနိပညာကိုအဲရရှိနေတည်ဖြစ်ပြီစေဒါက ်သင်ကဒီဟာရပြီဆိုရင်တရားကြီးစုတော်ချီးမွမ်းရမယ်ပေါ့နော်ကြီးစုတော်ချီးမွမ်းရမယ်ကြီးစုတော်ကိုဝန်ခံတတ်ဖို့လိုအပ်တယ်သူရဲ့ဒီကောင်းကြီးတွေကိုရေတွက်ပြီးတော့ချီးမွမ်းတတ်ဖို့လိုအပ်ပါတယ်ဒီအရာတွေကြုံလာလို့ရှိရင်ဒီအောင်မြင်မှုတွေကျွန်တော်ကျမတို့ပိုင်ဆိုင်ခဲလို့ရှိရင်ကြီးစုတော်ကိုချီးမွမ်းတတ်ဖို့အင်မတန်မှလိုအပ်ပါတယ်ပြီးရင်တစ်ဖက်မှာကျွန်တော်ကျမတို့မပါတော့ဖို့ရင်ရေးကြီးတယ် ဒီလူလောကထိမှာပဲဒီလိုမသေးချာမရေရာထိမှာဒီမသေးချာတဲ့ဒီဒီလောကကြီးထိမှာကျွန်တော်ကျမတို့ဒီအရာနဲ့ပဲပြုံ့ွေသွားမလားယုံကြည်သူတွေမှာဘောနော်ဆောင်းပွေအမြင်နဲ့ဖြင်ရတယ်နင်းနေလေးချမ်းသာဟိုတပန်းတော့ဆရာရေဖတ်တာပြောတော့ဘောနော်လူကနင်းနေလေးပတ်စံတွေရှိလားနင်းနေချမ်းသာလားအောင်မြင်လားပြီးဆိုရင်စိတ်ကတမျိုးဖောက်လာတယ်လို့ပြောဟုတ်တယ်အဲ့လိုဖောက်လာတဲ့ခါမှာကျွန်တော်ကျမတို့အမြင်တဲ့ဘုရားကို ယုံကြည်သူတွေပေါ့နော်အမြင့်တဲ့ဆောင်ပွေးဖြစ်နေရတယ်ကိုမြင့်မြင့်ကိုကိုရိုက်ချိုးနေရတယ်တကယ်လို့တင်တာဒီလိုနေရာမျိုးမှာရရှိခင်တင်ကတင်းရင်စိတ်ကိုဦးစားပေးပြီးတော့ပေါ့နော်သွားလို့ရှိရင်တော့တင်ကပါတော့မှာဖြစ်ပါတယ်လောကမှာလောကကြီးကအဲဒီပြုံ့မွေ့နေတဲ့ဒီလောကကြီးအဘအမတမဘာလဲပုံမွေတော့မှာဘွနော်ဒီဒီအရာတွေထိမှပါတော့မှာဖြစ်ပါတယ်ဒါကြောင့်မလို့အမြဲတမ်းတတိယရရပါမယ်ဘွနော်တင်ဘလောက်ထိအဲ ဘေနရာတိရောက်ရှိပြီဘေလီဘေတိရောက်ရှိတဲ့ရောက်ရှိပြီဆိုရင်ဗောနောကိုကိုကိုဗောနောဒီတနရာတိရောက်ရှိပြီဆိုရင်မိမိကိုကိုမိမိအေးရဲဒီထောင်လောက်တက်တက်စိတ်မမနောက်ရိုက်ချူတက်ဖို့လွယ်ပါတယ်ဗောနောဒီအရာကိုပေရှားချင်းအပြစ်ဖျားနေအတူဆက်လက်သွားဖို့အတွက်ကိုအင်မတမအရေးကြီးကြီးတယ်အဲ့တော့ဖျားကိုတုတ်တချက်ခန်းကြီး3အငွေ23အငွေအာ26မှာ 23ကနေ26မှာကြီးတဲ့ခါမှာကျွန်တော်တို့ကဘ누구ကိုအားကိုးရမှာလဲကျွန်တော်တို့အားကိုးရမယ့်တူကသာရဖျားတခင်ပဲဖြစ်ပါတယ်ကျွန်တော်တို့သူ့ကိုယုံကြည်အားကိုးပြီးတော့တွားလို့ရှိရင်တင်ဘလို့ပဲဖြစ်နေဒီဖြစ်ပါစေဘလို့ပဲဒုက္ခခံစားနေရဒီဖြစ်ပါစေဘလို့ပဲအခြေအနေမှာရောက်ရှိနေဒီဖြစ်ပါစေဖျားနဲ့အတူတွားတဲ့ခါမှာဖျားနဲ့ဖျားကိုအမိတဟေပြူပြီးတွားတဲ့ခါမှာဖျားကခွေကဆောင်းမလိုက်မေးဘောနော် ဲ့တော့ဒီအရာဒီတကြမ်းအားလုံးကိုခြုံကြည့်လို့ရှိရင်တမတက်ရောတမဟန်ရောတမတက်ကိုရောခြုံကြည့်လို့ရှိရင်ကျွန်တော်ကျမတို့ထာဝရလုံခြုံမှုရရှိဖို့အတွက်ကဘုရားကိုကိုးစားတတ်ဖို့လိုအပ်ပါတယ်ဘုရားရဲ့လက်ထင်းမှာပဲရှိပါတယ်အဲ့တော့သင်ကရောထာဝရလုံခြုံမှုရရှိပြီလားမိမိကိုယ်ကိုရအမြဲတမ်းဆက်စပ်ဖို့လိုအပ်ပါတယ်ဗျနော်ဒါကြောင့်မလို့ဒီညနေမှာကျွန်မခွန်အားပေးထားတဲ့အရာကအဲ လုံခြုံစစ်မှန်တဲ့လုံခြုံမှုကကျွန်တော်ကျမတို့ကိုးကွယ်နေတဲ့သာဝရဖျားရဲ့လက်ထိမ်းမှာပဲရှိပါတယ်ဘုနော်ဒါကြောင့်မလို့ကျွန်တော်ကျမတို့အားလုံးတို့တကွအဲဆာလန်62ခုမြောက်တော့ဆာလန်ကိုအဲတို့ကဖန်ရင်းနေဘုနော်အဆုံးတက်ချင်ပါတယ်62ခုမြောက်တော့ဆာလန် 去拍了呃，追了星，哎，就是讲拍这样好不咯？过些都看不到啥嘞？ 我们送到偏远国家呀，加拿大、奈内罗土地，难道这个生意也够恐龙牙了么？他让别的牙恐龙牙牙一代牙古早了撇开拍照目的和牙表生意，而且甚至没有一照国内的港，第二多哪里的港，第五给了谁的木米？ အတောင်တော်အမွေးနှင့်ဖုံးအုပ်တော်မူ၍အတောင်တော်အောက်၌တင်းဒီလုံခြုံစွာ နေရလိမ့်မည် သစ္စာတော်ဒီတင်ဤဒိုင်းလွာဖြစ်လိမ့်မည်ညခါဖြစ်တတ်တော်ဘေးကို၎င်းနေ့အချိန်၌ပြစ်တော်များကို၎င်းမောင်မိုက်သေးမှလေတက်တော့ကာလနာကို၎င်းမွန်းသိအချိန်၌ဖြစ်စည်းတက်တော့ဥပက်ကို၎င်းတင်းဒီမကြောက်ရ တင်းဤအနားမှာလူတထောင်တင်းဤလက်ရဘက်မှာလူတထောင်လေးတော်လဲတင့်ကိုမထီခိုင်းရတင်းဒီကိုမျက်စိနှင့်ကြည်၍မတရားတော်သူတို့၌ရောက်ရတော့အပြစ်ကိုမြင်ယုံမြတာရှိလိမ့်မည်။ခြောက်ရဖြားဒီငါခုံလုံးရာဖြစ်တော်မူ၏ဟုတင်းဒီဆို၍အမြင့်ဆုံးသောဖြား၌နေရာကြတော့ကြောင့်တင်း၌မကောင်းသောအနိဋ္ဌယုတ်မကတ်မရောက်တင့်နေရာတို့ဘေးဥပတ်မချီးရ။ တွားလီရာရာ၌တင့်ကိုစောင်းလျှောက်စေခြင်းကကောင်းကင်တမန်တို့အားတင့်အဖို့မာထားတော်မူသည်ဖြစ်၍တင်ဤခြေကိုကြောင်းနှင့်မထိခိုက်စေခြင်းကသူတို့သည်တင့်ကိုလက်နှင့်မဆချီပင်ကြလိမ့်မည်။တင်းသည်ချင်းသိနှင့်မွေမွေဆိုးပေါ်မှာကြော်တွား၍ချင်းသိပြိုနှင့်ငကားတို့ကိုခြေဖြင့်နင်းလိမ့်မည်။ သူဒီငါကိုချစ်တော်ကြောင့်သူကိုငါကယ်နှုတ်မီငါဤနာမကိုတည်တော်ကြောင့်သူကိုငါချီးမြှောက်မီသူဒီငါကိုခေါ်တော်အခါငါထူးမီဒုက္ခခံရတော်အခါသူ့ဘက်မှာငါနေ၍ချမ်းသာပေးမီသူဤဘုံကိုလည်းထင်ရှားစေမီရှေတော်အသက်နှင့်သူကိုရောက်ရေးစေ၍ငါဤကေတင်ချင်းဂျေဇူးကိုသူအားပြမီ အင်ကြက်ချက်အဖြစ်အရာဥချစီတိုင်းပေါ်မှာဖျက်ရှင်ဆက်လက်ပြီးတော့ကောင်းချီးပေးပါစေ။